တ်နဲ့ 3D ကတ်တုန်း animation လုပ်နည်းကို step by step လုပ်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ဆက်ကြည့်လေးရအောင်ဒီ project ကိုဝင်မယ်ကိုထဲမဲ့ background layer တစ်ခုကိုရွေးလိုက်မယ် add ကိုနှိပ်မယ် okay ဒီလိုရလာပြီဆိုလို့ရှိရင်အောက်မှာမြင်ရတဲ့ overlay ကိုနှိပ်မယ် add overlay ကိုနှိပ်မယ်ဒီမှာ character တစ်ခုကိုထည့်လိုက်မယ် add ကိုနှိပ်မယ်ဒီ character ရဲ့အနောက်မှာဒီ background ပေါ်နေရဖြစ်တဲ့အတွက်ဒီ remove background ကနေပြီးတော့ chroma key နဲ့ဝင်ပြီးတော့ background ကိုရွှေ့လိုက်မယ်ဒီမှာ intensity လေးတွေ shadow လေးတွေကိုကိုကြိုက်တယ်လို့မျိုးအ adjust လုပ်လိုက်မယ်။ဥမာအပေါ်မှာဖြူရောင်လေးမမြင်ရတော့အောင်ပေါ့နော်။ပြီးအမှန်ကြီးကိုချက်လိုက်မယ်။ဒီ character ကိုနည်းနည်းလေးချဲ့ထားလိုက်မယ်။ဒီတော့လေးထားလာလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် အောက်က add over လေးကိုပြန်နှိပ်မယ်ဒီမှာဆိုလို့ရှိရင်ကိုကနောက်ထပ်အာ logo လေးထည့်ထည့်มาဖြစ်တဲ့အတွက်ဒီ logo ထည့်လိုက်မယ် add ကိုနှိပ်မယ်ပြီးရင် logo မှာလည်းခုနလိုမျိုးပဲနောက်က background ပါနေရဖြစ်တဲ့အတွက် chroma key ကနေဝင်ပြီးတော့ပဲ background ကိုဖြတ်လိုက်မယ် โอเคခုနအတိုင်းပဲဒီ ingesti လေးတွေကိုလိုက်ပြီး adjust လိုက်လုပ်မယ်ဒီဟာကိုဗီဒီယိုရဲ့နောက်ဆုံးရွှေ့ထားလိုက်မယ်โอเคလိုလေးရလာပြီဆိုလို့ရှိရင်တော့ဒီ YouTube logo လေးကိုနေရာပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက် base လေးကိုဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်တော့ဒီ base ဆိုတာရှိရဲအဲ့ base ကနေပြီးတော့သူ့ကိုနေရာရွှေ့မယ်ပေါ့နော်ဒီ rotate ကနေပြီးတော့ဒါလေးကိုဟိုဘက်ဒီဘက်ရွှေ့ထားလို့ရတယ်ကိုကျဲသူလိုမျိုးအဆောင်းထားလိုက်မယ်ပြီးလို့ရှိရင်ဒီဟာကအာ YouTube logo လေးကိုနည်းနည်းလေးသိမ်းလိုက်မယ်နော်ဒီကနေသွားပြီးပြီး position ကနေပြီးတော့ရွှေ့လိုက်ပါမယ်ပြီးရင် မှန်ကြီးကိုချစ်လိုက်မယ်ဒီဟာကိုနောက်တစ်ခါထပ်ပြီးတော့လေယာထပ်ပြီးတော့ပွားလိုက်မယ်ဂျူဘလီကိတ်ဆိုတဲ့ဟာကိုနှိပ်လိုက်တယ်ပြီးလို့ရှိရင်ဒီလိုကိုကိုထောက်ပြီးတော့အောက်ကိုဆွဲချပြီးတော့အရှိဆုံးတိုးလိုက်မယ်ဆိုလို့ရှိရင်ဒါကနောက်ထပ်လေယာတစ်ခုထပ်ပွားပြီးသားဖြစ်သွားရပေါ့နော်အောက်ကကုနာပွားလိုက်တဲ့လေယာကိုထောက်မယ်ထောက်ပြီးလို့ရှိရင်ဒီဘက်ဘေးမှာမြင်ရတဲ့ခုနာအတိုင်းပဲဘေးကြီးကနေပြီးတော့ရိုတိတ်ကိုနည်းနည်းလေးပြန်လှည့်လိုက်မယ် โอเค ดูนี่ဖြစ်လာပြီဆိုလို့ရှိရင်ကိုကလက်လေးနဲ့ပဲရွှေ့လိုက်မယ်ပေါ့နော်မြင်မြန်လေးဖြစ်သွားအောင်လို့ဒါလေးကိုပြန်ပြီးတော့ချဲ့လိုက်မယ်ပြင်အမှန်ကြီးကိုချက်လိုက်မယ်โอเคဒီမျိုးရလာပြီဆိုလို့ရှိရင်ကိုက animation ပေးတော့မယ်ပေါ့နော် animation ပေးမယ်ဆိုလို့ရှိရင်အပေါ်မှာမြင်ရတဲ့ key frame ဆွဲဟာနှိပ်လိုက်မယ်ပြီးလို့ရှိရင်အောက်က character ကိုလည်း key frame ထောက်မယ်ခုနက logo နှစ်ခုလုံးကိုလည်း key frame ထောက်လိုက်မယ်ပေါ့နော်ထပ်ပြီးတော့ character ရွှေ့ခြင်းတဲ့နေရာရောက်ပြီဆိုလို့ရှိရင် key frame ကိုထပ်ပြီးတော့ထောက်လိုက်မယ်အောက်ကအပေါ်ဆုံးကနေပြီးတော့စထောက်မယ်နော်အပေါ်ဆုံးက background နေရာကိုထောက်မယ်ထောက်ပြီးလို့ရှိရင်ဒါကိုချဲ့လိုက်မယ်ဟုတ်ပြီ ်။အောက်က character ကိုလည်းအဲထည့်ပြီးတော့ချဲ့လိုက်မယ်။ character ကိုလည်းချဲ့မယ်။ဟုတ်ပြီ။အောက်က logo နှစ်ခုကိုလည်းချဲ့လိုက်မယ်။ โอเคဒီမျိုးလေးထားပြီဆိုလို့ရှိရင်เนาะဒီမှာ logo နဲ့ character နဲ့က character အောက်ကိုရောက်ပြီး logo ကအပေါ်ရောက်နေရဆိုလို့ရှိရင်ဒီဘက်အောက်ဆုံးက tool လေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ layer ဆိုတာရှိရเนาะအဲ့ layer ကိုထောက်လိုက်မယ်ထောက်ပြီးလို့ရှိရင်ဒီ character ကိုဒီနှစ်ခုအရှိမမြင်ရဲ့ logo နှစ်ခုရဲ့အရှိဆုံးကိုရွှေ့ထားလိုက်မယ်ဒါဆိုလို့ရှိရင်เนาะ logo ကအနောက်ကိုရောက်သွားရပေါ့เนาะဒါကိုအမှန်လေးကိုချက်လိုက်မယ်ပြင်ပြန်ပြီးတော့ play လုပ်ကြည့်မယ်เนาะ ို့ပြီးတော့ smooth ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီခုနက keyframe တစ်ခုထားခဲ့တဲ့အလယ်မှာဒီ grab ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပြီး e in ကိုနှိပ်လိုက်မယ်အောက်က layer ၃ခုလုံးလည်းအဲ့လိုမျိုးပဲ grab နှိပ်မယ် e in နှိပ်မယ်အောက်က logo နှစ်ခုကိုလည်း အဲ grab ကိုနှိပ်မယ် ein ကိုနှိပ်မယ်ပြီးရင်နောက်တစ်ခုလည်းအဲ့လိုမျိုးပဲ grab ကိုနှိပ်မယ် ein ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ smooth ဖြစ်သွားရပါတော့။ Okay ဒီမှာဆိုလို့ရှိရင်ဘာထည့်ထည့်လို့ရမလဲဆိုတော့ကိုကဒီမှာ test တစ်ခုထည့်ထည့်လို့ရရပါတော့။အဲ့ test ကိုဘယ်လိုထည့်ရလဲဆိုတော့ဒီမြားလေးနဲ့ပြန်ထွက်မယ်ထွက်ပြီးရှင်အောက်မမြင်ရတဲ့ test ကိုနှိပ်မယ်ပြီးလို့ရှိရင် attack ကိုနှိပ်မယ်ဒီမှာအာ typing လုပ်မယ်ပေါ့နော်။ ဒီမှာဆိုလို့ရှိရင်တော့ 3D editing လို့ပဲရေးလိုက်မယ်เนาะ Okay 3D editing လို့ရေးပြီဆိုလို့ရှိရင်ကိုကကြိုက်တဲ့ font size ကိုရွေးလို့ရရပေါ့เนาะဒီ font ကိုနှိမ့်လိုက်မယ်ကိုကြိုက်တဲ့ font size ကိုရွေးပြီးထည့်လို့ရပါတယ် Okay ဒီတစ်ခုရလာပြီဆိုလို့ရှိရင် style ရွေးမယ် Okay ဒါလေးနေရအောင်ခဏချဲ့လိုက်မယ်เนาะ အောက်ဆုံးခဏရွှေ့လိုက်မယ်โอเคမြင်ရအောင်เนาะပြီးလို့ရှိရင်ဒီအောက်မှာမြင်ရတဲ့ style ဆိုတဲ့ဟာကိုကိုကြိုက်တဲ့ style ကိုရွှေ့လို့ရတယ်ဒီ style နှိပ်လိုက်မယ်ပြီးရင်ဒါကိုအယောင်လေးလိုက်ပြီးတော့ထည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်အနီအောင်အဲဒါလေးထားကြည့်လိုက်မယ်เนาะပြီးရင်ရှင် stoke ကိုလည်းအနီလေးထားလိုက်မယ် stoke တော့မထည့်တော့ဘူးဒီမှာ glow ကိုရွှေ့လိုက်မယ် glow ကိုအနီအောင်လေးထားလိုက်မယ်โอเคလိုက်ပြီးတော့ industry လေးတွေ ring လေးတွေနည်းနည်းလိုက်ပြီးတော့ရွှေ့လို့ရတယ်เนาะ โอเคဒီမှာဆိုလို့ရှိရင်ကိုကြိတ်တလိုမျိုးအာ found site day style နေပြောင်းပြီဆိုလို့ရှိရင်ကိုကဒီမှာ animation ပေးရမယ်ပေါ့နော် animation ကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင် in animation မှာကဒီ typewriter ဆိုရဲ animation ပေးလိုက်မယ် โอเคအလေးရလာရပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်အမှန်ကိုချက်လိုက်မယ် key frame ထည့်ချလိုက်မယ်ဒီဟာလေးကိုလည်း key frame ချလိုက်မယ်ချပြလို့ရှိရင်ဒီဟာကိုအဲ test layer လေးကိုခြုံထားလိုက်မယ်ပေါ့နော်ခြုံထားပြလို့ရှိရင်ဒီဘက်အလဲခေါင်လောက်ရောက်တဲ့ချိန်မှာအဲဒီ layer sorry ဒီ test layer လေးကိုပြန်ပြီးတော့ချက်ပြီးတော့ဒီအလဲခေါင်လေးရအောင်လို့ဆွဲထားလိုက်မယ်ခေထားကိုပြန်ပြီး play လုပ်ကြည့်မယ် โอเคလိုရရလာပြီဆိုလို့ရှင်ဒီ test layer လေးကိုဗီဒီယိုရဲ့နောက်ဆုံးရွှေ့လိုက်မယ်ဒီမှာကနောက်တစ်ခုဘာထက်လိုမလဲဆိုလို့ရှင် out animation ပေါ့เนาะ animation ကိုအောက်မှာမြင်ရဲ့ animation ကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ out ဆိုတာရှိရဲအဲ့ဒီ out ကနေပြီးတော့ခုနက typewriter ကဟိုစာလေးရှေ့ကိုရောက်လာတဲ့ပုံစံပေါ့เนาะဒီဟာဆိုလို့ရှင်တော့အောက်မှာဆိုလို့ရှင်စာရန်ကအနောက်ကိုပြန်သွားတဲ့ဒီ typewriter ဆိုတဲ့ဟာကိုပဲပြန်နှိပ်လိုက်မယ်โอเคဒီမှာပြန်ကြည့်မယ်ဆိုလို့ရှင်စာရန်ကအရှိကိုပြန်ပြီးတိုးသွားရယ်ပေါ့เนาะ ကိုကဒီမှာအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာ out animation တခုပေးလို့ရရပေါ့နော် out animation ကိုဘယ်လိုပေးရလဲဆိုတော့ဒီအာကိုကဒီထဲမှာ animation ထဲမသုံးချင်ဘူးကိုကကိုထပ်ပြီးတော့လှုပ်ချင်တယ်ဆိုလို့ရှိရင်ဒီထဲမှာလည်း out animation တခုပေးလို့ရရပေါ့နော်ဒီအပေါ်ဆုံးနေဆက်ပြီးတော့ပေးမယ်ဖြစ်တဲ့အတွက်အပေါ်ဆုံးက background ကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင် key frame ချမယ်ပြီးလို့ရှိရင်ဒီအောက်ဆုံးကဟာရီကိုလည်းလိုက်ပြီးတော့ key frame လိုက်ချလိုက်မယ် โอเคဒူလေးရပါပြီပြီးလို့ရှင်နောက်ဆုံးကိုသွားပြီးတော့နောက်ဆုံးဆုံးတဲ့နေရာကိုသွားပြီးတော့ဒီ tools လေးတို့နိုင်ပြီးတော့ရွှေ့မယ်ပေါ့နော်ရွှေ့ပြီးလို့ရှင်ဒီဘေးမှာရှိတဲ့ဒီမိုးရေဇက်လိုမျိုး opacity ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပြီးရင်ဒါကိုလုံးဝမမြင်ရတဲ့အထိဆွဲထားလိုက်မယ်ပေါ့နော်โอเคဒူလေးဆွဲချလိုက်ပါမယ်ပြီးအမှန်ကြီးကိုချင်မယ်အောက်ကဟာကိုလည်းအဲ့လိုမျိုးပဲဒီဟာကို opacity လေးကိုနောက်ဆုံးထိရွှေ့ထားလိုက်မယ်โอเคနောက်တစ်ခုဆိုလို့ရှင်လည်းအဲ့လိုမျိုးပဲ opacity လေးကိုလည်းလေးရွှေ့လိုက်မယ်ဒီအောက်ဆုံးကဟာဆိုလို့ရှင်လည်းအဲ့လိုမျိုးပဲ opacity လေးကိုရွှေ့ထားလိုက်မယ်ပေါ့နော်ပြီးရင်အမှန်ကြီးကိုချလို့ရပါပြီ ကဲအကောင်လုံးပြန်ပြီးတော့ play လုပ်ကြည့်မယ်နော်ခုညမပြလိုက်တဲ့ဗီဒီယိုလေးကိုနားလည်လည်မှုထင်ပါရဲ့နောက်ထပ်ဗီဒီယိုတွေကိုထပ်ပြီးတော့ကြည့်လို့ရအောင် channel လေးကို subscribe နဲ့နှိပ်ခဲ့ပေးဖို့ပြောချင်ပါတယ်